ပြည်ထောင်စုလွှတ်တော်နာယကကြီးပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကြွားရောက်လာကြတော့ပြည်ထောင်စုဝန်ကြီးများနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ရန်ကုန်တိုင်းဒေသကြီးတကုံမဲဆန္ဒနယ်မှပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်ဖြစ်ပါတယ်။ကျမအနေနဲ့2016ဆက်ခွန်ကုပန္တာရေးနှစ်အစိုးရဤကျွေးမြီဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးခန်းစာနဲ့ဆက်လင်းပြီးပြည်တွင်းကျွေးမြီအခြေအနေနဲ့ အတိုးနှုံးနဲ့ပြည်တွင်းကျွေးမြေပေါ်ပေးရတဲ့အတိုးနဲ့အုတ်ချုပ်ခအခြေအနေတို့အပေါ်မှာအကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။နာယကကြီးရှင်ကျမတို့မြန်မာနိုင်ငံဟာဘတ်ဂျက်လုံငွေနဲ့တိုင်းပြည်တည်ဆောက်နေတဲ့ကာလမှာ၎င်းဘတ်ဂျက်လုံငွေများကိုပြည်တွင်းပြည်ပချင်းငွေများနဲ့ဖြည့်ဆည်းနေတာဖြစ်ပါတယ်။2018 April လမှ September လအထိ6လတာကြာပြတ်ဘတ်ဂျက်အစီရင်ခံစာမှာလဲဘတ်ဂျက်လုံငွေနဲ့ GDP အချိုးကို accounting method အရာ 6.65ရာခိုင်နှုန်းနဲ့ analytical method အရ8.84ရာခိုင်နှုန်းရှိနေပြီးပုံမှန်ထားရှိဆောင်ရွက်နေတဲ့9ရာခိုင်နှုန်းထက်များစွာကျော်လွန်လာတဲ့အခြေအနေမျိုးမှာ budget လွန်ငွေလျှော့ချဖို့နည်းလမ်းများရှာဖွေရမယ့်အချိန်ဖြစ်ပါတယ်။ပြည်ပချင်းငွေများအနေနဲ့အတိုးနှုန်းသက်သာတဲ့နှစ်ရှည်ချင်းငွေများဖြစ်လို့တိုင်းပြည်အတွက်လက်တလောအကျတ်တဲမဖြစ်စေပေမဲ့ပြည်တွင်းချင်းငွေနဲ့၎င်းချင်းငွေပေါ်ပေးရတဲ့အတိုးနှုန်းနဲ့အုပ်ချုပ်ခမများအလင်းအမြန်တိုးတက်လာနေတာဟာ တိုင်းပြည်ရဲ့ဘန္ဒာငွေအကြက်တဲကိုပိုဆိုးလာအောင်တွန်းပို့နေတယ်လို့ဖြစ်နေပါတယ်။နာယကကြီးရှင်၎င်းအစီရင်ခံစာအရ31ရက်3လ2019ရက်နေ့ရှိပြည်တွင်းကျွေးမြည်လက်ကျန်စုစုပေါင်းမှာမြန်မာကျပ်ငွေ78.3ထရီလီယံရှိပြီးနောက်ပိုင်းပြည်တွင်းချေးငွေများအတွက်အတိုးနှုန်းအားဖြင့်900ခန့်နှုန်းထက်မနည်းတဲ့နှုန်းထားနဲ့ပေးချေနေရတဲ့အတွက်နိုင်ငံတော်မှ ပြည်တွင်းကျွေးမြေပေါ်ပေးဆောင်ရတဲ့အတိုးနှုံးနဲ့အုပ်ချုပ်ခမှာ2015-2016ခုဘဏ္ဍာနှစ်မှာမြန်မာကျပ်ငွေ600ဘီလီယံကျော်မှ2016-17ဘဏ္ဍာနှစ်မှာမြန်မာကျပ်ငွေ800ဘီလီယံကျော်အထိတိုးမြင့်လာတာကိုတွေ့ရှိရပါတယ်။ယခုလိုဘတ်ဂျက်လွန်ငွေနဲ့တိုင်းပြည်တည်ထောင်နေတဲ့အချိန်မှာပြည်တွင်းကျွေးမြေပမာဏဟာ2016-17ဘဏ္ဍာနှစ်မှာ GDP ရဲ့22.23%ခန့်ရှိတာကြောင့် ရေရှည်မှာအစိုးရတရအနေနဲ့ကျွေးမြီအတိုးရင်ပေါင်းများတဲ့များလာပြီးဘတ်ဂျက်လုံငွေများပုံမုံမြင့်တက်လာနိုင်တဲ့အခြေအနေတို့ဥတီနေခြင်းကို ကုစားဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်းအထူးပြောကြားလိုပါတယ်ရှင်။ပြည်တွင်းချင်းငွေများကို ရခင်ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်တစ်ခုတည်းအားကိုအားထားခဲ့ရမှယခုအချိန်မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်အပြင်အစိုးရငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်များကိုဈေးပြိုင်လေးလံစနစ်နဲ့ရောင်းချခြင်းအပြင် ဘတ်ဂျက်လွန်ငွေများဖြည့်ဆည်းနေတာကိုတွေ့ရှိရပါတယ်။ယခုလိုဘတ်ဂျက်လွန်ငွေဖြည့်ဆည်းဖို့အစိုးရငွေတိုက်လက်မှတ်နဲ့ငွေတိုက်စာချုပ်လေလံတင်ရောင်းချခြင်းဟာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဖော်ဆောင်နေတဲ့ဈေးကွက်ကပြဋ္ဌာန်းတဲ့အတိုးနှုန်းဖြစ်ပေါ်လာဖို့အထောက်အကူဖြစ်စေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဘဏ်တွင်လာရောက်အနှံငွေများအတွက်ရှင်းရာဂိုင်းနှုန်းထက်မနည်းဘဏ်မှထုတ်ချေးငွေများအတွက်73ရာဂိုင်းနှုန်းထက်မပိုသောအတိုးနှုန်းများဖြင့် ထုတ်ချေးရန်တတ်မှတ်ထားတဲ့အတွက်အစိုးရငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်များရောင်းချရတဲ့ကူပွန်နှုန်းဟာ၎င်းအစီရင်ခံစာအရအစိုးရငွေတိုက်စာချုပ်များအတွက်ကူပွန်နှုန်း6 900ကျပ်နှုန်း6တသမ25ရာခိုင်နှုန်းနဲ့6တသမ500ကျပ်နှုန်းတို့အထိတိုးမြင့်အတိုးနှုန်းမြင့်မားနေကြတာဖြစ်ပါတယ်။နိုင်ငံကြီးရှင်အစိုးရငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်များလေးလံတင်ရောင်းချတဲ့ဈေးကွက်ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဖော်ဆောင်နေပြီးမြန်မာနိုင်ငံတော်ပိုင်ပန်များ ပုဂ္ဂလိကဗန်များမြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့နိုင်ငံခြားဗန်များနဲ့ငွေချေးသက်သေကံလက်မှတ်ကုမ္ပဏီများမှအရင်းနှီးမြှုပ်နှံနေကြတာဖြစ်ပြီး၎င်းဗန်များရဲ့အများပြည်သူမှအနံငွေများကို800ကျိုင်လုံးအတိုးပေးနေရတဲ့အတွက်အစိုးရငွေတိုက်စာချုပ်၌ငွေတိုက်လက်မှတ်ကူပွန်နှုန်းမြင့်မားနေရခြင်းဖြစ်ပါတယ်ရှင်။နာယကကြီးရှင်ဒီလိုအခြေအနေမျိုးမှာအစိုးရအနေနဲ့လုံနိုင်တာတစ်ခုကတော့ဗန်တုံးတုံးများလျှော့ချပေးခြင်းပဲဖြစ်ပါတယ်။အကယ်၍မြန်မာနိုင်ငံတော်ဗဟိုဗန်မှာ ဗန်တွင်အနန္တိအတိုးနှုံးကို800ဂိုင်နှုံးမှ900ဂိုင်နှုံးတို့၎င်းဗန်မှချေးယူငွေများအတွေ့အတိုးနှုံးကို7300ဂိုင်နှုံးမှ7100ဂိုင်နှုံးတို့၎င်းပြောင်းလဲတတ်မှတ်ပေးလိုက်ပါကဗန်မှငွေစုသူများကိုအလွန်တရာမထိခိုက်စေဘဲနိုင်ငံတော်ရဲ့အတိုးကုန်ကြားစိတ်ကိုများစွာလျှော့ချနိုင်မှာဖြစ်ပါတယ်ကျမဒီလိုအကြံပြုရခြင်းဟာ2018ခုဧပြီလမှစက်တင်ဘာလအထိ6လစာကာလအတွက်စီမံကိန်းနဲ့ဘန်ဒါယေဝန်ကြီးဌာနရဲ့ စားသုံးသူဈေးဆနှုန်းရထားချက်ဟာ900ကိုင်နှုန်းအောက်ဖြစ်လို့ဗမာငွေစုသူများအတွက်၎င်းဗမာများအတွက်၎င်းလောက်သားကိုင်သာရှိတဲ့အတုံးနှုန်းဖြစ်လို့ပဲဖြစ်ပါတယ်ရှင်။နာယကကြီးရှင်အချုပ်အားဖြင့်ပြောရရင်ယခုလိုအတုံးနှုန်းကို800ကိုင်နှုန်းနဲ့700ကိုင်နှုန်းအစား900ကိုင်နှုန်းနဲ့700ကိုင်နှုန်းပြောင်းလဲတတ်မှတ်ခြင်းဖြင့် လက်ရှိရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးတုံ့ဆိုင်နေခြင်းကိုတစ်ဖက်တစ်လမ်းကကုစားရရောက်တဲ့အပြင်စီးပွားရေးလုပ်ငန်းများရဲ့မတည်ရင်းနှီးမှုအတွေ့ကုန်ကျစရိတ်ကိုလျှော့ချစေနိုင်တာဖြစ်တဲ့အတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးပြီးအလုတ်ကိုင်းအခွင့်အလမ်းများပုံမှုတိုးတက်လာမှာဖြစ်ပါတယ်။ဒါအပြင်2018ခုနှစ်မှာအသက်ဝင်လာမဲ့အာဆီယံစီးပွားရေးအတိုက်အဝန်းမှာပါဝင်မဲ့မြန်မာနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများလည်း ဒေသတွင်းနိုင်ငံများနဲ့ရှင်ပြိုင်နိုင်မှုစွမ်းအားပုံမမြင့်တက်လာပြီး GDP တိုးတက်ခြင်းနဲ့တဦးချင်းဝင်ငွေတိုးတက်ခြင်းဆိုတဲ့ကောင်းကျိုးရလဒ်များကျွဲကူးရေပါဆိုသလိုပေါ်ထွန်းလာမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျမအနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့စီးပွားရေးနှေးကွေးမှုနဲ့ဘတ်ဂျက်လွန်ငွေမြင့်မားမှုကိုဖြည့်ရှင်းနိုင်ဖို့ဗဟိုဘဏ်ကတတ်မှတ်ထားတဲ့အတိုးနှုန်းကိုဘဏ်တွင်အနှံငွေများအတွက်900ရာခိုင်နှုန်းနဲ့ဘာမှထုတ်ချင်းငွေများအတွက်700ရာခိုင်နှုန်းတို့ ်ပြောင်းလဲသတ်မှတ်ပေးပါရန်အကြံပြုပြောကြားရင်းဤကုံချုပ်အပ်ပါရရှင်အားလုံးကျေးဇူးတင်ပါတယ်